လေးမာလီကအီယာမစပတ်အုံးတစ်ကောင်နဲ့ကစားနေပါတယ်။အီယာမစပတ်အုံးကသူမကိုထိခိုက်နာခြင်းအောင်မလို့ယုံနေမကပါဘူး။သူမကိုအရှင်သခင်အဖြစ်သတ်မှတ်ထားပါသေးတယ်။ကလေးမာလီရဲ့သွားကတာမန်မဟုတ်ဘဲပိုပြီးထူးဆန်းနေပါတယ်။တစ်တုံးကိုယ်တော်စားစရာအဖြစ်နဲ့စားနိုင်ပါတယ်။ထမင်းစားစပွဲကိုကြိုက်ထားပြီးဒန်းစီးသလိုလဲစီးနိုင်ပါသေးတယ်။သူမရဲ့အမကလည်းတီထွင်နိုင်စွမ်းရှိတဲ့ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။အသုံးပြုလို့မရတော့တဲ့ပစ္စည်းအဟောင်းကသူမလက်ထဲမှာတစ်ခဏအတွင်းအသုံးဝင်တဲ့တီထွင်မှုဖြစ်သွားတော့တယ်။သူမရဲ့အကူကလည်းပါရမီရှင်တယောက်ပါပဲ နစ်အနည်းငယ်တွင်မှာပဲစာအုပ်တအုပ်လုံးကိုအလွတ်ရနိုင်ပါတယ်။အသက်၈နှစ်ပဲရှိသေးတယ်။စာအုပ်ပေါင်း၃သိန်းကျော်ကိုဖတ်လို့ပြီးသွားပါပြီ။ဒါပေမဲ့ DTM မှာတော့ရက်ဆက်တဲ့မီလောင်မူကြီးကသူတို့ရဲ့အိမ်ကိုလောင်ကျွမ်းပျက်စီးသွားစေပြီးသူတို့ရဲ့မိဘကိုလည်းဆုံးရှုံးလိုက်ရတော့ကလေး၃ယောက်ကတညအတွင်းမှာပဲမိဘမဲဖြစ်သွားကြတော့တယ်။မိသားစုရှင်နေဦးလေးဖတ်တီကသူတို့ကိုအုတ်ထင်းသူအစ်တတယောက်စီစဉ်ပြီးခဲ့တယ်။သူတို့ရဲ့ဦးလေးဝမ်ခွဲမစ္စတာဂျင်ပဲဖြစ်ပါတယ်။မစ္စတာဂျင်ကကလေးကိုအယံမုံပါတယ်။ သူအမှန်တကယ်ခရူးဆိုင်တာကကလေး၃ယောက်ကိုမဟုတ်ပါဘူးသူတို့မိဘခြံခဲ့တဲ့ဘီလီယံဆယ်ချီပိုင်တဲ့ပိုင်ဆိုင်မှုကိုပါဒီလိုနဲ့မစ္စတာဂျင်းကကလေးရီရဲ့မွေးစားအဖေဖြစ်သွားပါတော့တယ်နောက်တည့်ရက်မှာပဲသူကကလေးရီကိုအိမ်လုံးလုံးခိုင်းပါတော့တယ်ဒီလိုမိဘကံမျိုးကတကယ်ပါပဲတချိန်ကရှီပေါ်များတင်နေခဲ့တဲ့ကလေးတွေကစိတ်ထဲမှာပဲဒေါသဖြစ်နေပြီးပြောတော့မပြောရဲကြပါဘူးဘယ်နည်းမှမကြလိုက်ပါဘူးမစ္စတာဂျင်းကဦးကြောင်ကြားစတိုင်နဲ့လူတွေကိုအင်ခေါ်လာခဲ့ပြန်ပါတယ်ပြီးတော့ကလေးတွေကိုနေလဲစားသွားပြင်ဆင်ခိုင်းတော့တယ်အဲ့ဒါကကလေးတွေကိုကြောင်အသွားစီပါတော့တယ် ကလေးပဲရှိသေးတယ်သူတို့ကဘလို့ထမင်းဟင်းချက်တတ်ကြမှာလေမိဖို့ကန်ထဲမှာကလေးတွေကကြောင်ရင်ထဲမှာပိုဟတ်အပြည့်ရှိနေတာကိုတွေးရှိသွားပါတော့တယ်အတုံးပြူလို့ရတယ်ဟင်းတင်းဟင်းရွက်တစ်ခုမှရှာလို့မတွေ့ပါဘူးအမကအမိုက်ပုံထဲမှာဂျုံကောင်ဆွဲကြောင်အနေငယ်ကိုရှာတွေ့သွားလို့တော်သေးတာပေါ့ပြီးတော့အကူကဘရင်မောက်တန်စကားတစ်ချက်ကိုရှာတွေ့သွားပါတယ်ညီမလေးကတေးအိုးတစ်လုံးကိုရှာတွေ့သွားပါတယ်တိတ်မကြခင်မှာပဲဂျုံကောင်ဆွဲကြောင်ကိုပြင်ဆင်လို့ပြီးသွားပါတော့တယ် ဒါပေမဲ့မစ္စတာဂျင်ကစတင်ပြီးတော့တမင်တကာအခက်တွေ့အောင်လုပ်ပါတော့တယ်သူတို့ကိုဘာဖြစ်လို့အမဲသားမရှိရတာလဲလို့မေးပြီးနောက်တစ်စက္ကန့်မှာပဲညမာလေးကိုပြေးယူပြီးတော့လှုပ်ပြစ်လိုက်ဖို့ပြင်နေပါတော့တယ်အကူကတားလိုက်တော့မစ္စတာဂျင်ကပါးကိုရိုက်ချလိုက်တော့တယ်အဲ့ဒီအချိန်မှာပဲအမကမစ္စတာဂျင်ရဲ့ရွယ်ချက်ကိုသိရှိသွားပါတော့တယ်သူကမစ္စတာဂျင်ကိုပြောပြလိုက်တယ်သူတို့အသက်၁၈နှစ်မပြည့်မချင်းမစ္စတာဂျင်ကအမွေကိုရရှိနိုင်မှာမဟုတ်ပါဘူးမစ္စတာဂျင်ကဒေါသထွက်သွားပြီးတော့ကလေးတွေကိုမှောင်မဲနေတဲ့အခန်းငယ်လေးထဲမှာပိတ်ထားလိုက်တော့တယ် နောက်တရက်မှာတော့ Mr. Jin ကဆချာပပါ Cleary ကိုအပြင်ခေါ်ထွက်သွားတော့တယ်။လမ်းတဝက်မှာပစ္စည်းဝယ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကားကိုရထားတန်လန်းပေါ်မှာယက်ထားလိုက်တော့တယ်။ပြီးတဲ့နောက်မှာတော့ကားတကားကိုအသေးခတ်ထားလိုက်ပါတယ်။ Cleary ကအန်နီကိုသတိထားမိသွားတဲ့အချိန်မှာတော့ယထာကတိတ်စိတ်နဲ့နီးကပ်လွတ်လာနေပါပြီ။တိတ်မကြခင်မှာပဲယထာအော်ဝါဆွဲတန်းကိုကြားလိုက်ရပါတော့တယ်။ Cleary ကခေါင်းကိုလဲကြည့်လိုက်တော့ချက်ချင်းပဲထိတ်လန့်ပြီးမှင်သက်သွားတော့တယ်။ယထာက9မီတာအကွာဝေးကနေအလင်းအမြန်နဲ့မောင်းလာနေပါတော့တယ်။ တို့ကအဲ့ဒီအချိန်မှာပဲပုံမှန်မဟုတ်ဘူးလို့ခန်းစားမိကြတော့တယ်။ဒါပေမဲ့တကားပေါင်းတဲ့ brain box ကဖွင့်လို့မရပါဘူး။ကားလေးဆက်နိုးလို့မရပါဘူး။အဲ့ဒါကမောင်နှမနှစ်ယောက်ကိုအရန်ကိုစိတ်လောသွားစီပါတော့တယ်။ဒါပေမဲ့ညီမလေးကြတော့နည်းနည်းလေးမှစိုးရိမ်မနေပါဘူး။အဲ့ဒီအချိန်မှာအကိုကတိတ်မွေးတဲ့နေရာမှာလမ်းကြောင်းကိုပြောင်းလို့ရတဲ့ခလုတ်ကိုတွေးရှိသွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအကွာဝေးကဘလို့မှမမီနိုင်ပါဘူး။အမားဖြစ်သူကထိုင်ကုန်ရဲ့တည်ရေကြိုးကိုချက်ချင်းပဲဆွဲဖြုတ်လိုက်ပြီး ထိုင်ကုန်ကိုဖြစ်လိုက်ပြီးတဲ့နောက်မှာတော့အတွင်းထဲမှာရှိနေတဲ့ spring ကိုထွက်ယူလိုက်ပြီးတော့ကစားစရာအယုတ်ရဲ့ခေါင်းပေါ်မှာဆက်လိုက်တော့တယ်။ brain မောက်အသေးလေးကိုရိုက်ခွဲလိုက်ပြီးကစားစရာအယုတ်ကိုအပြင်ကိုပြစ်လိုက်တော့တယ်။အဲဒီနောက် spring ကိုအားနဲ့တတင်းလေးဆွဲထားလိုက်ပြီးရှုပ်ခနဲနဲ့ကစားစရာအယုတ်ကိုအချိန်နဲ့ပြစ်ထုတ်လိုက်တော့တယ်။ဒါပေမဲ့ကံမကောင်းခြင်းတော့အားကမလောက်ပါဘူး။သူတို့ကဂျိုကိုအမြန်ပြန်ဆွဲလာလိုက်တယ်။ညီမလေးတောင်မှလည်းစတင်ပြီးတော့ဂျိုကိုကူဆွဲနေပါတော့တယ်။ကလေးသုံးယောက်ကအားအကုန်သုံးပြီးတော့ spring ကိုတင်းတင်းလေးဆွဲထားပြီးနောက်တစ်ခါချိန်ပြီးတော့ပြစ်လွှတ်လိုက်တော့တယ်။ ဒီတစ်ခေါက်တော့အောင်မြင်သွားပါပြီ။ယထာရောက်မလာခဲ့တဲ့စက္ကန့်အလိုမှာပဲသူတို့တွေကလမ်းကြောင်းပြောင်းကရိယာကိုဆွဲလိုက်လို့ရသွားပါပြီ။အောင်မြင်စွာနဲ့အန်ရီကနေလွတ်မြောက်သွားပါတော့တယ်။မစ္စတာဂျင်ကအံ့ဩမြင့်တက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာဦးလေးဖက်တီကလမ်းဖြတ်သွားတော့အခြေအနေကိုသိလိုက်ရပြီတဲ့နောက်မစ္စတာဂျင်ရဲ့အုတ်ထင်းခွင်ကိုချက်ချင်းပဲဖြတ်သိမ်းလိုက်တော့တယ်။ဒါပေမဲ့ကလေးရီရဲ့ဘီလီယံဆယ်ချီပိုင်းနဲ့ပိုင်ဆိုင်မှုကိုကြည့်ပြီးမစ္စတာဂျင်ကဘလို့မှလက်လွတ်လိုက်မှာမဟုတ်ပါဘူး။နောက်တရမှာတော့ဦးလေးဖတ်တီကခလေးတွေကိုအုတ်ထင်းသူအသေးဖြစ်တဲ့စမင်းအကောင့်နဲ့ဦးလေးကိုရှာပေးခဲ့ပါတယ် ။စပင်းအကောင့်နဲ့ဦးလေးကပစ္စည်းဥစ္စာကိုမမှတ်ပါဘူး။ဒါပေမဲ့ထူဆန်ပြီးရှားပါးတဲ့တိရစ္ဆာန်မျိုးမျိုးကိုမွေးရတာကြိုင်နေတတ်ပါလေ။အရန်ကိုထူဆန်နေဆိုပေမဲ့လေကလေးတွေကအဲဒီစပင်းအကောင့်နဲ့ဦးလေးကိုအရန်ကိုကြိုင်နေတတ်ကြပါလေ။ဒါပေမဲ့မထင်ထားမိဘူး။နောက်တရက်မှာတော့စပင်းအကောင့်နဲ့ဦးလေးကမထင်မှတ်ပဲအစိမ့်မိပြီးတည်ဆုံသွားတော့တယ်။မတက်နိုင်တော့မောင်နှမသုံးယောက်ကအတော်ရဲ့အိမ်ကိုပဲလာလိုက်ရတော့တယ်။အတော်ကတတိအရန်ကိုနေပေမဲ့လေအိမ်ကိုကြတော့ကြောက်ကမ်းမအစွမ်းမဆောက်ထားခဲ့ပါလေ။အိမ်ထဲမှာလည်းဘယ်တော့မှအပူပေးမထားပါဘူး။ ဟင်းပူမချက်ပါဘူးတောက်တာကလည်းအေးအေးတွေပါပဲအချင်းကထူဆန်းနေဆိုပေမဲ့လေကလေးတွေအပေါ်ကိုကြာတော့ရင်းနှီးဖော်ရည်ပါလေဒီဒီရမှာသူတို့ကပြင်ထွက်ပြီးဟင်းဝယ်နေတဲ့အချိန်မှာမစ္စတာဂျင်ကအဲ့ဒီအချိန်မှာပဲနောက်တစ်ခါထပ်ပြီးပေါ်လာခဲ့ပါတော့တယ်သူကဒေါဂီတာဖြစ်ချင်အောင်ဟန်ဆောင်ပြီးတော့အတော်ဖြစ်သူကိုဂီယူနာချက်သွားအောင်လို့လိန်လေလိုက်တော့တယ်အတော်ကမစ္စတာဂျင်ကိုဆွဲခေါ်ပြီးအင်ကိုအရင်ပြန်သွားလိုက်တော့တယ်ဒါပေမဲ့ကလေးတွေအိမ်ပြန်လာတဲ့အချိန်မှာတော့အတော်ကအစောကတည်းကပျောက်ဆုံးသွားပြီးဖြစ်တာကိုသိလိုက်ရပါတော့တယ်ဘီနာမှာလည်းတည်တန်းစာတစ်စောင်ကိုခြံထားခဲ့ပါသေးတယ် ဒါပေမဲ့အကူကမကြခင်မှာပဲတဲလုံစာကိုတွေ့ရှိသွားပါတော့တယ်။သူကစကဝတ်ကိုခံမှန်းပြီးတော့အတော်ကတိမ်မွေးတဲ့ကိုအတွင်မှာပဲချုံတော်ခံထားရတာကိုသိရှိသွားပါတော့တယ်။အဲဒီနောက်သူတို့ကလှေစီပြီးတော့ကိုရှိယာကိုရောက်လာနိုင်ခဲ့ပြီးအတော်ကိုရှာတွေ့သွားပါတော့တယ်။အင်ကိုပြန်တဲ့လမ်းမှာအတော်ဖြစ်တဲ့သူကသူတို့ရဲ့မိဘအသက်ခံရတဲ့အဖြစ်မှန်ကိုပြောထွက်လာတော့မယ့်အချိန်မှာပဲရုတ်တရက်မြော့တအုပ်စုကသူတို့ကိုဝင်ရောက်တိုက်ခိုက်ပြီးလင်ငယ်လေးကိုပြပြင်းထထန်ခိုက်ဖြတ်နေပါတော့တယ်။ဒုက္ခရောက်နေတဲ့အချိန်မှာပဲရွက်လေတစ်စင်းကဖြည်းဖြည်းချင်းနဲ့လာနေခဲ့ပါတော့တယ်။ မစ္စတာဂျင်ကပေါ်လာခဲ့ပြန်ပါတယ်။ကလေး၃ယောက်မိပါရဲ့ဘီလီယံဆယ်ချီတဲ့အမွေကိုရယူနိုင်ဖို့အတွက်မစ္စတာဂျင်ကကလေး၃ယောက်ကိုလူယူသွားပြီးတော့ပင်လယ်ထဲမှာငါးစာအဖြစ်အတော်ကိုပဲချန်ထားခဲ့လိုက်ပါတော့တယ်။ဦးလေးဖတ်တီရောက်လာတဲ့အချိန်မှာတော့မစ္စတာဂျင်ကသူကကလေး၃ယောက်ကိုကယ်တင်လိုက်တာလို့လိမ့်လဲပြီးတော့ပြောနေပါတော့တယ်။ဦးလေးဖတ်တီကယုံကြည်သွားပြီးတော့ကလေး၃ယောက်ရဲ့အုပ်ထိန်ဝင်ကိုမစ္စတာဂျင်ကိုတဖန်ပြန်ပြီးပေးအပ်လိုက်ပါတော့တယ်။ပြီးတော့မစ္စတာဂျင်ကိုပြောပြလိုက်တယ်။သူကအခုအချိန်မှာအမွေကိုဆက်ခံလို့မရနိုင်ပါဘူး။ ဒေတာတော်ဆန်မှုဒါမှမဟုတ်လင်မယားတော်ဆန်မှုရှိမှသာအမွေကိုချက်ချင်းယူသွားလို့ရနိုင်မှာပဲဖြစ်ပါတယ်မစ္စတာဂျင်ကနားထောင်ပြီးတော့ချက်ချင်းပဲဆိုးရုပ်တဲ့အကြံဉာဏ်ကိုရရှိသွားပါတော့တယ်သူကညမာလေးကိုလေထဲမှာဆွဲချိတ်ထားပြီးတော့အမားကိုချိန်ချောက်ပါတယ်တကယ်လို့သူကိုလက်မထက်ဘူးဆိုရင်ညမာလေးကိုလွှတ်ချလိုက်မယ်ဆိုပြီးအမကမတတ်နိုင်တော့တဲ့အဆုံးသဘောတူလိုက်ရပါတော့တယ်။ဒါပေမဲ့အကိုဖြစ်တဲ့သူကဒီအတိုင်းမနေပါဘူး။သူကအဆွမ်းရှိတဲ့ထီတချောင်ကိုရှာတွေ့သွားပါတယ်။အဲဒီနောက်တခိုးဘော်ကိုတိတ်တိတ်လေးတက်သွားလိုက်ပြီးတော့ ။လောင်ရင်တွေကညမာလေးကိုအတွင်ဘက်ကိုဆွဲဝင်လာခဲ့လိုက်တယ်။ဒါပေမဲ့အမားကမကြခင်မှာစစ်ဆက်စာချုပ်မှာလက်မှတ်ထိုးရတော့မှာပဲဖြစ်ပါတယ်။လက်မှတ်ထိုးလိုက်တာနဲ့မစ္စတာဂျင်းရဲ့အကြံစီကချက်ချင်းဆိုသလိုအောင်မြင်သွားတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအမားကအပေါ်မှာချိတ်ဆွဲထားတဲ့ညမာလေးကိုတွေ့သွားတော့တယ်။လောင်ရင်ကထက်ကိုစီးကိုရွေးရှာနေတာကိုသူမတွေ့ရှိသွားတယ်။သူမကချက်ချင်းသဘောပေါက်သွားပြီးတော့လက်မှတ်ထိုးတဲ့အချိန်မှာတမင်တသက်အချိန်ဆွဲနေပါတော့တယ်။အခြားတစ်ဖက်မှာအကိုကထက်ခိုးပေါ်မှာထူးဆန်းတဲ့မန်တချက်ကအတော်ရဲ့အိမ်မှာရှိတဲ့ပုံနဲ့တပုံစံနဲ့ဖြစ်နေတာကိုတွေ့ရှိသွားပါတော့တယ်။ သူကစဉ်းစားလို့မရဖြစ်နေတဲ့အချိန်မှာပဲနေရောင်ခြည်အလင်းတန်းကထိုးဝင်လာခဲ့ပါတော့တယ်။အကိုဖြစ်တဲ့သူကအနီးကပ်သွားပြီးကြည့်လိုက်တော့မှန်ထိုးထားတဲ့နေရာကမီးလောင်ပြီးတော့အပျက်စီးပုံဖြစ်သွားတဲ့ဆိုင်ရင်ကြီးဖြစ်တဲ့သူတို့အိမ်ဖြစ်နေတာကိုတွေ့ရှိသွားပါတော့တယ်။အကိုဖြစ်တဲ့သူကရုတ်တရက်အာလုံးကိုနားလေသဘောပေါက်သွားပါတော့တယ်။လက်ဆက်သက်တော့မစ္စတာဂျင်ကနေရောင်ခြည်အလင်းရိုက်နာကိုအသုံးပြုပြီးသူတို့ရဲ့ဆိုင်ရင်ကြီးကိုမီးလောင်မှုဖြစ်ပေါ်စေခဲ့ပြီးသူတို့ရဲ့မိဘမီးလောင်ခံရပြီးတိဆုံသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအမားဖြစ်တဲ့သူကလက်မှတ်ထိုးလို့ပြီးသွားပါပြီ မစ္စတာဂျင်ကချက်ချင်းပဲတရုတ်မှန်ကိုဖော်ထုတ်လာခဲ့ပြီးမိမိရဲ့ကြံစီမှုကိုဆရာထက်တန်စွာနဲ့ပြောထွက်လာခဲ့ပါတော့တယ်